စကိုင်းတိုင်းပလဲမြို့နယ်ကန်တောက်ရဲစခန်းကိုဇွန်16မနက်9နာရီခန့်မှာတော်လိုင်းတပ်တွေကသိမ်းပိုက်လိုက်ပြီလို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကသတင်းထုတ်ပြန်ပါတယ်။ဇွန်လဆန်းမှာဒီစခန်းကိုစတင်တိုက်ခိုက်ပြီးဇွန်30မှာစစ်ကောင်စီရဲ့တိုက်လေယာဉ်ဒဇင်းကိုပစ်ချနိုင်ခဲ့ပြီးနောက်စစ်ကောင်စီတပ်ဘက်ကလေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတွေအပြင်မြေပြင်စစ်ကူပါပို့နေတဲ့ဂျားကအခုလိုသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဘက်ကတေဆုံမှုများပြီး လက်နက်ခဲယမ်းတွေသိမ်းပိတ်ရရှိတယ်လို့သတင်းတွေထွက်နေပြီး PLA ကတော့အသေးစိတ်သတင်းကိုဆက်လက်ထုတ်ပြန်မယ်လို့ပြောထားပါတယ်။ PLA နဲ့အတူကန်တော့ရဲစခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ရင်းမာပင်ခဲအမတ်စတစ်တပ်ရင်းကျစစ်နဲ့တပ်မတော် BLPA ကတော့တိုက်ပွဲမှာသိမ်းဆည်းရမိတဲ့ခဲယမ်းတစ်တာတွေကိုဖော်ပြထားပါတယ်။ မန္တလေးတိုင်းမြင်းကြံမြို့နယ်အနိတ်ကြီးရွာနဲ့ခေါင်းကွဲကြီးရွာဘက်ကိုရောက်လာတဲ့စစ်သားနဲ့ပြူစောထီကားကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာရုရှားပြန်စစ်ဗိုလ်တဦးဒေသတွင်းနာမည်ကြီးပြူစောထီခေါင်းဆောင်တဦးအပါအဝင်၃ဦးသေဆုံးတယ်လို့မြင်းကြံဘလက်တိုက်ကား MPT ကသတင်းထုတ်ပြန်ပါတယ်ဇွန်16ညနေ6:00နာရီကမှကားလမ်းပေါ်အသင်ဆောင်နေပြီးအနီးကပ်ပစ်ခတ်တာလို့ဆိုပါတယ် တေဆုံးသွားတဲ့ပြူစောတိခေါင်းဆောင်မင်းတိုက်ဟာတခြားနာမည်ကြီးပြူစောတိခေါင်းဆောင်သီတာယူမွန်နဲ့အနီးကပူးတွဲဆောင်ရွက်နေသူလို့လည်းဖော်ပြထားပါတယ်တရုတ်စီမံကိန်းတွေရှိတဲ့ကြောက်ဖြူမြို့မှာတိုက်ပွဲပြင်းထန်နေပြီးအမှတ်32ရဲတပ်ရင်းကာကင်းစခန်းပြိုင်းစစ်ကြီးရွာကိုအရခတ်တပ်တော် AA ကသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား90ခန့်တေဆုံးတယ်လို့ Western News ကဖော်ပြပါတယ်။ဒီစခန်းမှာအင်အားတရာခန့်ရှိပြီး90ခန့်တေဆုံး90ခန့်ထွက်ပြေးတခြားတပ်ရင်းတွေကနေစစ်ကူမလာနိုင်အောင်အေအေကဖျက်တောက်ထားနိုင်ခဲ့တယ်လို့စစ်ဘက်သတင်းရက်ွက်တွေကပြောပါတယ်။အေအေတပ်တွေဟာနန်းဘဲတောင်မင်းတပ်တောင်နဲ့လိခမော်စခန်းတို့ကိုသိမ်းပိုက်ပြီးနောက်အခုအမှတ်32ရဲတပ်ရင်းကိုသိမ်းပိုက်နိုင်ရေးအတွက် ကာကင်းစခန်းတွေကို တိုက်ခိုက်နေတာလို့ဖော်ပြထားပါတယ်။စကိုင်းတိုင်းကလေးမျိုးကနေချင်းတောင်ပေါ်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုချင်းတော်လိုင်းတပ်ပေါင်းစုကကြားပြတ်တိုက်ခိုက်ရမှာစစ်တပ်ဘက်ကသေဆုံးတာလက်နက်ချတာလက်နက်တွေသိမ်းဆီးရမိတာရှိတယ်လို့ Chain World Media ကဖော်ပြပါတယ်။ကလေးမျိုးဓာကဆဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ကနေတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို CB ချင်းညီနောင်နဲ့ CC ချင်းပြည်ကောင်စီအပါအဝင်တော်လိုင်းရေးအဖွဲ့တွေစုပေါင်းခုခံတိုက်ခိုက်နေပြီးအောင်မြင်မှုတွေရထားတယ်လို့ချင်းညီနောင်အဖွဲ့ပြောခွင့်ရစလိုက်ယောမန်ကသတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောသွားပါတယ်။လက်နဲ့ချတာလက်နဲ့ခရမ်းသိမ်းမိတာတွေရှိပေမဲ့အချိန်မတန်သေးလို့သတင်းမထုတ်ပြန်သေးဘူးလို့လည်းဆိုပါတယ်။ကရင်မြို့ကနေချင်းပြည်မြောက်ပိုင်းကိုတက်လာတဲ့အဲ့ဒီစစ်ကြောင်းဟာအခုအချိန်ထိ တီးတိမ်မြို့နယ်မှာပီးရွာကနေရှေ့မတိုးနိုင်ရှိနေစေလို့ဆိုပါတယ်တစ်ချိန်တည်းမှာပဲပခုတ်ကူတက်မှတရတိတ်ကနေစစ်ကားအစီ120ကျော်ပါဝင်တဲ့စစ်ကြောင်းတစ်ခုချင်းပြည်တောင်ပိုင်းမင်းတက်ကပလက်ဘက်ကို ထိုးစစ်ဆင်ဖို့တက်လာနေတယ်လို့သတင်းရထားကြောင်းလည်းဖော်ပြထားပါတယ်ရှမ်းမြောက်ဒေသနောင်ချုံမြို့နယ်ညံတော်နဲ့ရွှေသွန်းကျွေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ DNL တပ်မျိုးသားလက်မျိုးတပ်မတော်တိုက်ပွဲဆက်ဖြစ်နေတယ်လို့ DNL ကသတင်းထုတ်ပြန်ပါတယ်။ဇွန်16မနေ့ပိုင်းမှာတိုက်ပွဲဆက်ဖြစ်ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး38လုံးဒရုန်းပုံး10လုံးကျဲခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲမရှိတဲ့ရွှေညောင်ပင်နဲ့ရေမောင်းတန်းကြီးရွာဘက်ကလည်းလက်နက်ကြီး၈လုံးဒရုန်းပုံး23လုံးကျဲသွားတယ်လို့ဖော်ပြပါဗျ။ဒေတာတွင်းမီဒီယာရွှေဖီမြေကတော့ ီးခဲ့တဲ့သတင်းပတ်အတွင်းပြင်ဦးတွင်ကလည်းနောင်ချိုဘက်ကိုစစ်ကားအစီး20ကျော်နဲ့အင်အားတွေဖြည့်ပြီးနောက်အုံမတီဘက်မှာတိုက်ပွဲပြင်းထန်လာတာဖြစ်တယ်လို့ဖော်ပြပါတယ်စစ်ကောင်စီရဲ့စစ်ကြောင်းတချို့ဟာအရင်က တိုက်ပွဲကြီးဖြစ်ခဲ့တဲ့ကံကြီးကျေးရွာကိုကျော်ပြီးနောင်ချိုနဲ့ငားမိုင်ကန်အကွာမှာရှိတဲ့ရွှေညောင်ပင်နဲ့တရက်ကုန်းထိရောက်နေပြီးဇွန်18တိုက်ပွဲမှာ ကံကြီးရွာကိုစစ်ကောင်စီတပ်က လေရင်နဲ့ဘုံကျဲသွားတယ်လို့ဖော်ပြထားပါတယ်။ရှမ်းပြည်ဒုတက်ရေးပါတီ SSPP နဲ့ကိုကန်တမတော် MNDAA အကြားနေမည်အငင်းပွားမှုဖြစ်ပြီးပြစ်ခတ်မှုဖြစ်တဲ့ကိစ္စကို တွေးဆဆွေးနွေးတဲ့နီးနဲ့ဖြေရှင်းဖို့နှစ်ဖက်သဘောတူညီမှုရရှိပြီလို့ရွှေဖီမြေကဖော်ပြပါတယ်။ဇွန်၁၈လာရှိုးမြို့နယ်တန်လွင်ကြီးရွာမှာပြုလုပ်တဲ့ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲကနေအခုလိုသဘောတူညီချက်ရခဲ့တာလို့ဆိုပါတယ်။ဝါတာဖွဲ့ UWSA ဘက်ကလည်းအသိသက်သေးအဖြစ်တက်ရောက်တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။